ကဘာတမိုင်းတလျှောက်မှာစိတ်ကူးရင်ဆန်ပြီးအချစ်ကြီးမသူတွေတို့မဟုတ်သူတို့ရဲ့အချစ်ဇလန်းတွေကြောင့်ထင်ရှားသူတွေအများကြီးရှိပါတယ်အချစ်တက်ဆုံးလို့အတိအကျသတ်မှတ်ဖို့ဆိုတာတော့ခက်ခဲပါတယ်ဒါပေမဲ့သူတို့ရဲ့ရာဇဝင်တွေက အချစ်ကိုတစ္ဆာရှိမှုဆုံးလုံးမှုထာဝရအမတ်ရစရာဖြစ်အောင်ဖော်ပြခဲ့လို့လူတိများတဲ့ထင်ရှားတဲ့အချစ်ဇလန်းတို့အချစ်တက်သူ၅ယောက်ကိုရွေးချယ်ဖော်ပြပေးလိုက်ပါတယ်တစ္ဆာဂျာဟန်နဲ့မွန်တက်စ်မဟာဘာကြောင့်အချစ်တက်ဆုံးဖြစ်ရတာလဲ မွန်ဂိုအေဂရစ်ရှာဂျာဟန်သည်ဂင်းဤချစ်စနီမွန်တက်စ်မဟာအပေါ်ထားရှိသောအချစ်ကြီးမားမှုကြောင့်ကဘာပေါ်တွင်အထင်ရှားဆုံးအချစ်တင်ဂီတာတစ်ခုဖြစ်သည့်တချ်မဟာကိုတိဆောက်ခဲ့သည်မွန်တက်စ်မဟာသည်တာသမီ14ယောက်မြောက်မွေးဖွားပြီးနောက်ကွယ်လွန်ခဲ့သည့်အေဂရစ်မင်းသည်ယင်းဤကြေကွဲဝမ်းနည်းမှုကို နှစ်ပေါင်း20ကျော်ကြာအချိန်ယူကာတချ်မဟာကို အမတ်တရဂူပိမှန်အဖြစ်တိဆောက်ခဲ့ခြင်းဖြစ်သည့်ဒင်းသည်ချစ်ချင်းမေတ္တာနှင့်ထာဝရအမတ်ရခြင်း၏အမခံလက်ရအဖြစ်ယက်တည်နေပါသည်နှစ်ဘယင်မဗစ်တိုးရီးယားနှင့်မင်းသားအက်ဘတ်ဘာကြောင့်အချစ်တဆုံးဖြစ်ရတာလဲရင်းတို့သည်မဟာမင်းများဖြစ်တော်လဲရင်းတို့၏လက်ထက်ထိမ်းများမှုသည်စစ်မှန်သောအချစ်နှင့်တူအပေါ်တူလေးစားယုံကြည်မှုတို့အပေါ်အခြေခံခဲ့သည်ဘယင်မဗစ်တိုးရီးယားသည်ကင်း၏ခင်ပိုးမင်းသားအက်ဘတ်ကို အလွန်ချစ်ခင်တွေ့လာပြီးနိုင်ငံရေးအုပ်ချုပ်ရေးပိုင်းကိစ္စများတွင်ပင်အယ်ဖက်၏အကြံဉာဏ်များကိုအမြဲယူခဲ့သည်အယ်ဖက်ကွယ်လွန်ပြီးနောက်ဘရင်မဗစ်တိုးရီးယားသည်ယင်းဤတသက်တာလုံးပူဆွေးဝမ်းနည်းနေခဲ့ပြီးကြံရှိသည့်နှစ်ပေါင်း၄၀ကျော်အတွက်အမြဲတစေဝမ်းနည်းခြင်းအထိမ့်မတ်အနက်ရောင်ဝတ်စုံများသာဝတ်ဆင်ခဲ့သည်ဂင်းသည်ယင်းတို့၏ချစ်ချင်းမေတ္တာမြည်များနှဆိုင်ကြောင်းပြသသောပြရုပ်တစ်ခုဖြစ်သည်၃ဟယ်လိုဝစ်နှင့်ပီတာအေဘယ်လာဘာကြောင့်အချစ်တဆုံးဖြစ်ရတာလဲ ဤဒီမှာဆယ်နှစ်ရာစုခေတ်ကအလွန်နမဲကြီးခဲ့သောပညာတတ်ဆန်သည့်ဆရာနှင့်တပည့်မတို့၏တားမြစ်ထားသည့်အချစ်ဇလံဖြစ်သည့်အေဗလတ်သည်နမဲကျော်တဒနပညာရှင်နှင့်ဘာသာရေးဆရာဖြစ်ပြီးဟယ်လိုဝစ်သည်မင်း၏ထက်မြက်သောတပည့်မဖြစ်သည့်သူတို့သည်တိတ်တဆိတ်လက်ထပ်ခဲ့ကြပြီးသူတို့၏အချစ်အတွက်ကြီးလေးသောအကျိုးဆက်များကိုရင်ဆိုင်ခဲ့ရသည်ခွဲခွာပြီးနောက်နှစ်ပေါင်းများစွာကြာသည့်အထိအပြန်အလှန်ချစ်ချင်းမေတ္တာပြသသည့်စာများကို ရေးသားဖလှယ်ခဲ့ကြသည့်ရင်းစာများသည့်စစ်မှန်သောအချက်ဆွလွတ်အနစ်နာခံမှုနှင့်ဉာဏ်ပညာတို့ကိုပေါင်းဆက်ဖော်ပြသည့်စိတ်ကူးရင်ဆန်သောသမိုင်းမတန်အဖြစ်ထင်ရှားသည်လေးမတ်အန်တိုနီနှင့် ကလီယိုပက်ထရာဘာကြောင့်အချက်တဆုံးဖြစ်ရတာလဲရောမစစ်သူကြီးမတ်အန်တိုနီနှင့်အီဂျစ်ဘုရင်မကလီယိုပက်ထရာတို့၏ဇလန်သည်နိုင်ငံရေးပါဝါစိတ်သက်ပြင်းထန်မှုနှင့်အချစ်တို့ရောထွေးနေသည့်ဒန္နာရီဆန်သောအချစ်ဇလန်ဖြစ်သည်သူတို့၏ဆက်ဆံရေးသည့် အီဂျစ်နိုင်ငံနဲ့ရောမအင်ပါယာတို့၏ကံကြမ္မာကိုပြောင်းလဲစေခဲ့သည့်အချက်ကြောင့်နိုင်ငံ၏အကျိုးစီးပွားများကိုပါစွန့်စားခဲ့ကြသည်နောက်ဆုံးတွင်ရန်သူတို့၏ဝိုင်းရံမှုကိုခံရသောအခါတဦးနှင့်တဦးနောက်ဆုံးထိတစ္ဆာရှိကြောင်းပြသကာကိုကိုကိုအဆုံးစီရင်သွားခဲ့ကြသည့်ဤဒီမှာတေဒီအထိချစ်တော်ကံကြမ္မာဆိုးနှင့်ကြုံခဲ့ရသည့်ချစ်ချင်းမေတ္တာပြယုတ်တစ်ခုဖြစ်သည်